ငလင်တန်ကြောင့်ပျက်စီးဆုံးရှုံးမှုတွေကိုတန်ဝေကရကောင်းပိုးချပြခင်ကိုစွန့်ခွာပြီးတာရဏဘောင်နဲ့ဝင်ရောက်သွားတဲ့ပီကေထုံပရိသတ်များလုံးမမင်္ဂလာပါရှင့် Famous Daily News ကနေပြန်လေးကြိုးစို့လိုက်ပါတယ်လော်ကီလူပေါ်မှာကျင်လည်ရတာကိုစိတ်ကုံနာကြောင့်တန်ဝေကရပြီးဇနီးတဲ့ပိုးကြဖြူခင်တဲ့အတူသားသမီးလေးယောက်နဲ့ဗိုက်သေးကကလေးတစ်ယောက်စုစုပေါင်း9ယောက်ကိုဆုံးခါပြီးတော့တရဏဘောင်နဲ့ကဝင်ရောက်သွားခဲ့ရတာကတော့မန္တလေးမြို့ကတထေးကြီးပီကေထုံမှာ ပရိသတ်တွေကတော့ဘီကေတွန်းရဲ့အခုလိုတံဝေကအကျွတ်တရားရပြီးဇနီးတဲ့နဲ့သားသမီးတွေကိုဆွန်လောကတရဏဘောင်ထဲကိုဝင်ရောက်သွားတဲ့လုပ်ရက်တွေအတွက်ချီးကျူးနေကြတာဖြစ်ပါတယ်။ဒီမတိုင်ခင်ကတော့ပရိသတ်တွေကပိုးကြဖြူခင်တဲ့ဘီကေတွန်းတို့ဇုံတွေလေးကိုတိတ်ပြီးတော့အမြင်မကြည့်ကြပါဘူး။ ဒါကလည်းပြီးခဲ့တုန်းဟာတခုလည်းမဟုတ်ဆိုးဖို့ဆိုပေမဲ့ဘိုးကြဖြူခင်လိုရုပ်ရှင်တရုတ်ဆောင်မင်းသမီးငငယ်ချောချောလေးကိုယူပြီးတော့မြောက်ကြွမြောက်ကြွဖြစ်နေရကြောင်းလူတွေကအမြင်ကပ်ကြပါတယ်။ဒါအပြင်ဘိုးကြဖြူခင်ကလည်းထိတ်တဲမင်းသမီးတလက်ဖြစ်ပါလျက်နဲ့မဟုတ်ဆိုးဖို့တတိကိုယူလိုက်တာကြောင်းပို့ပြီးတော့ငွေမတ်တဲ့အမျိုးသမီးဖြစ်အပြောဆိုခံခဲ့ရပါတယ်။ဒါကြောင့်ဘိုးကြဖြူခင်နဲ့အကိုထွန်းတို့ဆောင်တွေကိုလူတွေကအမြင်မကြည်ကြတာပါ။ဒါပေမဲ့မန္တလေးမြို့မှာမတ်လ28ရက်နေ့ကငလင်အကြီးကျယ်လှုပ်ခတ်အပြီးမှာတော့ဘိုးကြဖြူခင်နဲ့ပြီးခဲ့ထွန်းတို့ဇနီးမောင်နဲ့အပေါ် ်မှာလူတွေရဲ့အမြင်ကပြောင်းလဲလာခဲ့ပါတယ်ဘိုးကြပြုခင်းတဲ့ PK ထွန်းတို့ကမန္တလေးမြို့မှာငလင်လောက်ခန့်နေစဉ်အတွင်းယရနာဆိုင်ကယရနာတွေကိုစိတ်ပူအားထက်ဝန်ထမ်းတွေရဲ့အသက်ကိုစိတ်ပူပေးပြီးတော့ယရနာ PK ထွန်းဆိုင်ကဝန်ထမ်းတွေရဲ့အသက်ကိုကယ်တင်ပေးခဲ့တာဖြစ်ပါတယ်။ ငလင်လုတ်ပြည်နောက်မှာလည်းပိုးချပြုခင်းတဲ့ PK ထွန်းတို့မိသားစုကမန္တလေးမြို့မှာနေထိုင်ကြတဲ့အခြေခံလူဒန်းစားတွေကုန်စည်နှုတ်တက်လို့မစားနိုင်ကြတဲ့သူတွေအတွက်စတုတီတာအလူကြီးကိုဆယ်ရက်တိတိလူဒန်းခဲ့ပါတယ်။ရုပ်ဆောင်မင်းသမီးပိုးချပြုခင်းကကိုဝင်ရှိနေကြတဲ့ကနေစတုတီတာအလူကိုချက်ပြုတ်ကျွေးမွေးခဲ့တာဖြစ်ပါတယ်။ပိုးချပြုခင်းတဲ့ PK ထွန်းတို့ကသူမတို့အနေနဲ့မြန်မာနိုင်ငံမှာအင်အားအပြင်းဆုံးငလင်ကြီးလုတ်ခတ်အပြီးမှာချမ်းသာကြွယ်ဝတဲ့လူတွေရုတ်တရက်အတန်ဆုံးရှုံးသွားတာကိုမြင်တွေ့ရအပြီးမှာရွှေငွေစည်းစိမ်အုပ်စာတွေ ကလူလောကအတွက်ဘာတကူမှအရေးမပါမှန်းသိရှိနားလည်တယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းအခုခါမှာတော့ပိုးချပြုခင်ရဲ့အမျိုးသားဖြစ်သူ PK ထွန်းကစတုတ္တိတာကျွေးရုံနဲ့အာမရလို့ငလင်တန်ကိုတန်ဝီကရပြီးတရဏပေါင်းနဲ့ကဝင်ရောက်သွားခဲ့ပါတယ်။ တမန်ဆိုရင်တော့လူတွေဟာတရဏဘောင်ကိုတကြံတွင်းနဲ့နှစ်သိက္ကူမှသာဝစ်ကြပေမဲ့ဘိုးကြပြုခင်ရဲ့အကိုထွန်းကတော့တကြံလွတ်မှတရဏဘောင်လေးကိုဝင်ရောက်သွားခဲ့ရဖြစ်ပါတယ်။ဒါကလည်းဘိုးကြပြုခင်နဲ့ကြံရစ်တဲ့သားသမီးတွေအတွက်စီစဉ်စရာရှိတာတွေကိုစီစဉ်နေရတာကြောင့်လို့သိရပါတယ်။အခုချိန်မှာတော့ဘိုးကြပြုခင်ရဲ့ခင်မုန်းတယ်ပီကေထွန်းကတားကြီးဖြစ်တဲ့မိုးမြင့်အာကာထွန်းနဲ့အတူတရဏဘောင်လေးကိုဝင်ရောက်လို့သွားခဲ့ရဖြစ်ပါတယ်။ဒါကြောင့်ဘိုးကြပြုခင်နေနဲ့လက်ရှိမှာတော့ရတနာရွှေဆိုင်ကြီးကိုလည်းဦးစီးနေရသလိုသားသမီးလေးယောက်ကိုလည်းထိန်းသိမ်းဆောင် ောက်လျှောက်ရင်းနဲ့တော်တော်လေးလဲအလုံးများနေပါတယ်။ဘိုက်တဲမှာလဲရင်သွေးလေးကိုလွှဲထားရတဲ့အတွက်ကျန်းမာရေးကိုလဲတေချာကယူဆိုင်နေရပါတယ်။ဒါပေမဲ့လဲအကိုထုံးကတော့အေးချမ်းရတရဏဘောင်လေးကိုဝင်ရောက်ဖို့ဆုံးဖြတ်ခဲ့ပြီဖြစ်တာကြောင့်မင်းသမီးပူဇော်ပြုကင်းကလဲပါရမီဖြည့်ပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရဏဘောင်နဲ့ကိုဝင်ရောက်သွားတဲ့အကိုထောနဲ့ပါရမီဖြည့်ပေးခဲ့တဲ့ပူဇော်ပြုခင်တို့ပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။